မပြောချင်လို့ကြည်နေတယ်အေးစိစိငင်းငင်းနေလည်းမရဘူးနောက်နေ့ကျနမယ်တက်ပြီးဆဲလို့ရှိရင်နမယ်တက်ပြီးပြောရင်ဟိုဆောက်ရှက်ကွဲကုန်မှာမသိရင်တော်လိုင်းရေးမိခင်ကြီးလို့လို့တော်လိုင်းရေးဖခင်ကြီးလို့လို့ဘာဖြစ်လာလဲအခုတော်လိုင်းရေးဘာတွေဖြစ်သွားလဲဘာတွေပဲရွေ့ရရောက်သွားတယ်ငါတို့ချက်တော့ပြောပြရအောင်လေးစမြားလုံးမင်္ဂလာပါခုခေါ်မတော့နိုင်အောင်ကတော့ဒီပိန်းနေတဲ့တော်လိုင်းရေးခွက်ခေါက်တော်လိုင်းရေးအချိန်မကြံတော့ဘူးဆိုတဲ့အကြောင်းပြောပြလာပါပြီဟဲ့နော်မင်းတို့တော့အချိန်တိတ်မရှိတော့ဘူးပြောပြလိုက်မင်းတို့လူကြီးတွေလည်းသိနေလို့ပြောတာတချို့ဟာတွေက စေတနာထားပြီးပြောနေတာမင်းတို့အလူခံတဲ့လူတွေလည်းကြည်နေတယ်အာဟိုအဖွဲလေးကဘာဖြစ်တယ်ဒီအဖွဲလေးကဘာဖြစ်တယ်ဟိုလူလေးရောဘာဒီလူလေးရောဘာလို့လဲဘာထူးလဲအဖွဲတွေများလာပြီးတော့နော်အကလုံးမွားသာကျဲပြီးတော့ဗျန်းချီးပါတယ်လို့ပဲတော်လိုင်းကြီးကမင်းတို့ဗမာတွေလုံနေတဲ့တော်လိုင်းဗန်ဗျန်းချီးပါတော့ဗျန်းရဘရောမနိုင်တဲ့ချီးမပေါ့ပြန်ရင်လည်းချီးပါတော့ဟိုနေရာတပုံဒီနေရာတပုံပလဲနေတာအဲ့ဒါမင်းတို့ခွက်ခေါက်ထားတဲ့ကောင်လေးခွက်ခေါက်ထားတဲ့ကောင်လေးကောင်မတွေမှုေထားတဲ့မီးမပြောချင်လို့ကြည်နေတယ်အေးစစ်စစ်ငင်းငင်းနေလည်းမရဘူး နောက်နေ့ကျနမေတက်ပြီးဆဲလို့ရှိရင်နမေတက်ပြီးပြောရင်ဟိုဆောက်ရက်ကွဲကုန်မယ်မသိရင်တော်လိုင်းရေးမိခင်ကြီးလိုလိုတော်လိုင်းရေးဖခင်ကြီးလိုလိုဘာဖြစ်လာလဲအခုတော်လိုင်းရေးဘာတွေဖြစ်သွားလဲဘာတွေပဲရွေ့ရရောက်သွားလဲငါတို့ချက်တော့ပြောပြရနယ်မြေစိုးမိုးမှုဆိုတာမြို့ပေါ်မှာမရှိဘူးစောင့်ကြည့်စောင့်ကြလာမပြောနဲ့တချို့ကိစ္စတွေနမေထုတ်မပြောချင်လို့အဖွဲနမေတွေမပြောချင်လို့တချို့တွေကနမေမဖော်ဘဲနဲ့လှုပ်နေတဲ့လူတွေကလေဘာစောက်တမ်းမှမထွက်ဘူးဘာစောက်တမ်းမှမထွက်ဘူးနော် တိတ်ပြီးတော့မပြောချင်လို့တိခန့်နေလည်းမရဘူးအဆင်မပြေဘူးတချို့ကလေတချို့ကလေတော်တော်အဆင်မပြေတော့တာမိသားတို့ရကြားနေရတာလေနော်မင်းတို့အကုန်လုံးကိုစေတနာတိုင်းပြီပုံမှာရှိလားမရှိလားဆိုရင်မင်းအောင်လည်းလည်းပြန်မေးကြည့်လိုက်ပြောတော့ပြည်တော်စုဟာပြည်တော်စုမပြိုကွဲရေးတိုင်းရင်းသားစီးလုံးညညမပြိုကွဲရေးအချုပ်ချာအာဏာတည်ပြဲခိုင်မယ်မင်းတို့နိုင်ငံအချုပ်ချာအာဏာဘယ်နိုင်ငံမှလည်းလာမလို့နော်ဖြစ်နေအစ်စုပ်စုကလည်း နော်မင်းအောင်လှိုင်ကအုံအောင်မရှိလို့ခွေးစကားပြောလို့အတကြီးလို့ခုလိုဖြစ်နေတာအဲ့လိုပဲ AUG ကတော့ဘာထူးလဲနော် CRPH ကတော့ဘာထူးလဲဟောနေရာမရမှာကြောက်လို့ခွက်ပြောက်မှာကြောက်လို့လွတ်တော်ကိုယ်စားလှယ်နေရာမှာပကပတောင်ကန်ဆိုပြီးတော့အကုန်ထိုးထည့်ခဲ့တာလေဟုတ်တယ်လားအကုန်ထိုးထည့်ခဲ့တာလေညှောက်ထားပေးတာလေညှောက်တိုးပင်းကော်နေနဲ့ပြည်သူလူထုပေးတဲ့ပစံကိုမျက်မျက်တတမသုံးဆွဲပဲနဲ့တော်လန် လုံးပါဝင်နေတဲ့ပြောတော့စီးလုံးညွညွရေးဖေဒရယ်ဒီမိုကရေစီလူ့ခွင့်ရေးပါညာစောက်ကြီးစောက်ကျဲနိုင်ငံတကာမှာရှောက်ပြောတယ်။ကိုယ်နိုင်ငံမှာရှိနေတဲ့လူတော်မှာငါလက်အောက်မှာနေငါနဲ့လူငါလက်အောက်မှာမနေငါမလူမဟုတ်ဘူးဆိုတော့တေးကြပါတယ်မင်းတို့တော်လိုင်းရကြောက်မှာမင်းတို့ဗမာတွေစ조사နေတဲ့တော်လိုင်းကို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 အထင်မကြီးနဲ့တကြံကြောင်ကြီးလို့ပြောတာပြီးပြီနော်ရန်သူရဲ့အခြေအနေမိမိအခြေအနေကိုပြန်သုံးသက်သက် ဘလူတွေရှောက်ပြီးတော့ဘာတွေပြောလို့ပြောမှန်းဘူးမသိဘူးတခါတခါကြားလို့ရိုရိုချင်းကိုပြောတဲ့စကားကလမ်းဘေးကပြောတာလားဟိုတယ်ထဲကပြောတာလားဆွေးနွေးပွဲကပြောတာလားဆိုတော့လည်းမစင်းစားကြဘူးနော်မင်းတို့တွေလှုပ်လိုက်တဲ့တန်ကင်းတမန်ကင်းအေးအေးမြမနိုင်ငံမှာမပြောနဲ့နိုင်ငံတကာကနေပြီးတော့မောင်းထုတ်လိုက်တဲ့တန်ယုံပမာရှိလို့လေမသိလို့မရကျွန်တော်တို့ကတော့ UNG ဆိုးနော် UNG ဆိုးရအောင်အားပေးပါတယ်ဆိုပြီးတော့အဲ့တော့ကျွန်တော်တို့နိုင်ငံမှာ ဗမာတန်ယုံလက်မဖွင့်ပါနဲ့လို့ဘယ်နိုင်ငံပြောတာရှိဘူးတယ်မသိလို့မေးတာနော်တကယ်နားမလဲလို့တကယ်လည်းနားမလဲလို့နော်ပြောလဲတော့တန်ကင်းတမန်ကင်းဆိုတာဘလို့တန်တန်ကင်းတမန်ကင်းရဲ့စကားဘလို့ဟိုမှာထိုင်းရဆူနေပွဲပဲရှိသေးတယ်ဟာဂိမ်းဆိုတာလက်ဂိမ်းလို့မရဘူးကို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 ဂိမ်းနေတာကိုမသိနဲ့သူများတကောက်တွတ်မလောင်နဲ့ဂျပူကမင်းလို့တဲ့လေတယ်ဂျပူကမင်းလို့တဲ့လေတယ်နော် မင်းတို့နဲ့လည်းလို့မင်းတို့လူအားဝါဝါတာအာနာလူဝါတာအဲ့တော့ကြားတဲ့ပြည်သူလူတွေကဒုက္ခရောက်တာတိုင်းရင်းသားတွေအခက်တွေ့တာအကုန်လုံးကဲနန်နိုင်အောင်တော့ဗရက်တင်နဲ့ဒီပိန်းတွေကိုတဲ့ကိုစော်လိုက်ပါပြီဆက်လက်ပြီးတော့ကျွန်တော် cyber security တရင်လေးတွေတားထောင်ကြည့်အောင်ခင်မိဘပြည်သူများရှင်ကျွန်မကိုဆက်လက်တင်ဆက်ပေးချင်တာလေးကတော့ရခိုင်ဒေသရဲ့ကျမ်းမာရေးဆိုင်ရာအခြေအနေလေးပေါ့နော်အရင်ခက်ခဲနေရတယ်ရှိပါရဲ့ရှင့်ဒါလေးကိုကျွန်မတင်ဆက်ပေးချင်ပါတယ်ကျွန်မအနေနဲ့ရခိုင်ဒေသနဲ့ပတ်သက်ပြီးတော့မကြာခဏတင်ဆက်ပါရဲ့ရှင့် ဒီလိုတက်ဆက်တိုင်းမှာအခါကျရင်တချို့တွေကပေါ့နော်တချို့တိုင်းသားတွေကရခိုင်လူမျိုးတွေကိုမုန်းတီးနေတဲ့အခြေအနေတွေလည်းခွန့်မှန်လေးမမြင်ရပါဘူးရှင့်ကျမဒါလေးကိုတော့တောင်းဆိုချင်တာလေးရှိရပေါ့နော်ကျမတို့တိုင်းသားတွေမှာဆိုရင်ငိမ့်ချမ်းကြီးကိုလူလာတဲ့တိုင်းသားလူမျိုးတွေအများရှိပါတယ်ရှင့်တို့တွေရဲ့နှလုံးသားလေးကိုထိခိုက်အောင်ကျမတို့မလုပ်ပါနဲ့နော်အလုံးအကုတ်လူမျိုးကိုချစ်ကြတာပဲလေဟုတ်တယ်မလားရခိုင်လူမျိုးဆိုလဲငါတို့ရခိုင်လူမျိုးကချင်ဆိုလဲငါတို့ကချင်လူမျိုးကရင်ဆိုလဲငါတို့ကရင်လူမျိုးဆိုလဲချစ်ချင်းမြတ်တာလေးရှိရဲ့ရှင့် ဒါဆိုကျွန်မကလူမျိုးတစ်ခုလုံးစော်ကားတာထပ်စားလို့ရှင်လက်နက်ကင်တဲ့သူတွေကိုပဲဥတည်ပြီးတော့ပြောဆိုပြောဆိုတိုက်ခိုက်တာပို့ပြီးတော့ကောင်းတယ်လို့ထင်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီလိုစိုးကျိုးတွေဖြစ်တာတိုင်းသားတွေကြောင့်မဟုတ်တာရှင်။ဒီလက်နက်ကင်ထားတဲ့သူတွေကြောင့်ဖြစ်တာ။တိရတော့ခိုင်ဆိုလဲဒီလိုပဲတော့ခိုင်လူမျိုးတွေတချို့ပြေးလာတဲ့သူတွေရှိရဲ။အေးအေးမုန်းနေတဲ့သူတွေများရှိရဲ့ရှင်။အေးအေးအဖွဲသားတွေတတ်တာခံခဲ့ရတဲ့ခိုင်လူမျိုးတွေရှိရဲ။သူတို့မိသားစုဝင်တွေဆိုအေးအေးအိုရမ်းမုန်းနေ။ ြမတက်မလို့လည်းဒီအေးအေးတွေကိုအမြင့်ဖြတ်တိုက်စီခြင်းနဲ့ပေါ့နော်ဒီလိုအခြေအနေတွေဒီလိုဘဝပုံစံတွေအများကြီးရှိရဲ့ရှင်နေမြန်မာလေဒါကြောင့်ကျမတို့ကရခိုင်ဆိုရင်ရခိုင်တိုင်းကို မုံတိမှုဆိုတာထက်အေးအေးဦးပဲကျမတို့ကအစံပတ်အဖြစ်နဲ့မြင်တတ်ပြီးတော့ဒီလက်နက်ကရဲ့စိုးဝါမှုတွေကိုမြင်အောင်ကြည့်တတ်ဖို့လိုပါရဲ့ရှင့် ကျမတို့တိုင်းသားစီလုံးညီညွတ်မှုပြိုကွဲလို့မရပါဘူးရှင့်ဒါလေးကိုကျမတို့နှလုံးသားထဲမှာမှတ်သားထားဖို့လိုပါတယ်ရှင့်အဲကျမနေနဲ့ရခိုင်ဒေသမှာဖြစ်နေတဲ့ဆေးဝါးပြဿနာလေးပေါ့နော်အဲ့ဒါလေးပြောပြချင်ပါတယ်ရှင့်ရခိုင်ဒေသမှာဆိုရင်ဆေးဝါးကုန်တယ်တွေကရခိုင်ပြည်နယ်မောင်တော်မြို့နယ်ကနေတဆင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကဆေးဝါးတွေကိုဝယ်ယူပြီးတော့ရခိုင်ပြည်နယ်အနှံ့အပြားကိုတင်သွင်းရောင်းချတာပြုလုပ်ရပါတယ်ရှင့်အဓိကသူတို့စီမှာဆိုရင် AA ထိန်းချုပ်ထားတဲ့နယ်တွေပါဆိုရင်နဲ့ကလေးတငယ်တွေနဲ့လူကြီးတွေကရှားနာတွေဖြစ်ပြီးတော့ကူးဆက်ရောဂါလည်းရန်ဖြစ်နေရပေါ့နော်ပြီးတော့ဆေးဝါးလိုအပ်ချက်ကလည်းရန်အမြင့်မားနေပါတယ်ရှင့် အေးအေးထိန်းချုပ်တဲ့နေနေလေးစီကိုပြင်ပြင်မပေါ့နော်ပြင်မဘက်ကနေဆိုတာဒီမြန်မာနိုင်ငံဒီကနေပို့တဲ့စေးဝါးတွေပေါ့ရှင်မရောက်ဘူးတော့မဟုတ်ရောက်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲ့စေးဝါးတွေကအဆမတန်ဈေးကြီးနေတယ်လေရှင်ဒါကြောင့်အဲ့ဒီကုန်တယ်တွေရဆိုရင်ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ဆေးကိုတင်သွင်းတယ်မောင်တော်ကနေတစ်ဆင့်ပေါ့နော်တင်သွင်းပြီးရခါမှဆိုဈေးသက်သာနဲ့ရောင်းချပြီးရလို့သိရပါရှင့်ဈေးတွေကဘယ်လိုလဲဆိုတော့သူတို့တဲ့ဒီပြည်မကနေလာတဲ့ဆေးဆေးထဲမှာဆိုပေါ့နော်ပါရာစီတမောဆင်တော်မှာတကက်ကို3000 4000လို့ပေးရတယ်တဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကတင်သွင်းတယ်ဆိုရင်တကက်ကို600လောက်ပဲပေးရတယ်လို့သိရပါရှင့် ဒီတော့လေဒေသခံပြည်သူတွေအတွက်အဆင်ပြေအောင်လို့ကုံတွေတွေကလည်းရတဲ့လမ်းကြောင်းတွေတင်သွင်းတဲ့သဘောတရားလေးဖြစ်ပါရှင့်အဲ့လိုတင်သွင်းတဲ့အခါမှာလေသူကပါလဲဆိုတော့ဒီဘောနော်ဒီမောင်တော့ပစ္စည်းတွေကရောက်တယ်ဆိုရင်သူကအေးအေးစီမှာသွားပြီးတော့အခွန်ဆောင်ရတယ်ကိုတင်သွင်းလာတဲ့ဆေးရဲ့300ခိုင်နှုန်းပေါ့ဆေးပစ္စည်းအလုံးတန်ဖိုးရဲ့300ခိုင်နှုန်းအေးအေးအခွန်ဆောင်နေဆိုအေးရခွင့်ပြုပေးတယ် အဲ့တော့သူကအဲ့မောင်တော့ကနေတဆင်းရခိုင်ပြည်နယ်အေးအေးထိန်းချုပ်တဲ့နေပြည်တော်လည်းဖြန့်တယ်တခြားနေပြည်တော်လည်းဖြန့်တယ်ပေါ့ရှင်အဲ့လိုပုံစံမျိုးလောက်ကထားခဲ့တာဖြစ်ပါတယ်အခုဘာဖြစ်လာလဲဆိုတော့သူကဒီလိုမျိုးအေးအေးကဖြန့်ဝင့်ပြူတာက2025ဧပြီလအထိအစင်ကြီးတယ်တဲ့အခုမေလမှာကျတော့ဒီအခွန်ရုံးတွေပေါ့နော်အခွန်ရုံးတွေလည်းသူကမောင်တော့မှာဖွင့်လာတယ်တဲ့မောင်တော့ကနေပြည်သုံးခုမှာအေးအေးကအခွန်ရုံးတွေဖွင့်လာတယ်လို့သိရတယ်ရှင့်ဒီတော့အခုအဲ့ဒီအခွန်ရုံးတွေဟာဆိုရင်သူတို့အခွန်ပြေစာတွေမထုတ်ပေးဘဲနဲ့ပစ္စည်းတွေကြန့်ကြာမှုတွေဖြစ်နေတယ်လို့သိရပါတယ်အခုကြန့်ကြာနေရဆိုဆယ်ရက်ကျော်သွားပြီလို့လည်းရေးသားထားပါရှင့် ီတော့ဒီဆေးဝါးတွေပေါ့နော်တင်သွင်းလာတဲ့ကုန်တယ်တွေအရဆိုစိတ်ပူလာပြီးရက်တွေကြာလာတဲ့ခါကျလို့ရှင်ပြန်ပြီးတော့ဖြန့်တဲ့ခါမှာဈေးတက်တဲ့ကိစ္စတွေဈေးနှုန်းကွာကျတာတွေဖြစ်မှာကိုသူတို့စိုးရိမ်နေပါရဲ့ရှင့်ဒါပြင်သူတို့ဇီယာတွေပုံမှန်ယူနေကြဖောက်တယ်တွေပေါ့နော်ဆေးဆိုင်တွေပါတွေအရဆိုလှမ်းမေးနေကြပြီတဲ့ဆေးတွေမလာသေးဘူးလားပေါ့နော်အော်အရင်ကဒုက္ခရောက်နေကြဆေးပြက်လက်လို့ရှင်သူကအဆင်မပြေဘူးလေဟုတ်တယ်မလားအဓိကကအစားတောက်တဲ့ဆေးဝါးပဲလူတယောက်ကလေနေကြမရှိတော့မှတဲလေးထိုးပြီးနေလို့ရသေးရေရောဂါဖြစ်ရင်ဆေးကုစရာမရှင်သိမ့်ပါလေ တိလားပြီးတော့အခုလိုမျိုးစစ်ပေးစစ်တမ်းဖြစ်တဲ့အချိန်မှာပို့ဆိုတာဗောရှင်နာမကျန်းဖြစ်တာတွေကလေးတငယ်တွေဒုက္ခရောက်တာတွေပေါ့နော်ပြီးတော့အခုလိုရားနာတွေဖြစ်တယ်စေးတာမရှိတာမထိချုံနိုင်မယ်နဲ့တော်တော်ဒုက္ခများကြမယ်ကိစ္စရတခုရှင်သိလားဒီတော့ဒီစေးဝါရောက်ချတဲ့သူတွေလည်းသူတို့စိုးရင်တော့ဗောနော်ဒီတော့အဲ့လိုအခြေအနေဖြစ်နေရဲ့ရှင့်ဒီတော့လက်ရှိမှာဆိုရင်ရခိုင်ဒေသမှာဖြစ်တဲ့အခြေအနေကတော့စေးဝါတွေဟာဆိုရင်လုံလောက်စွာဖြန့်ပြူးနိုင်ခြင်းမရှိဘဲနဲ့ရခိုင်ဒေသကံများဒုက္ခရောက်နေသည်ဗောရှင်တို့အေးအေးရဲ့လုံဆောင်ချက်တွေကိုကျမဒါ သုံးသက်တယ်ပဲပြောရမလားဝေဖန်တယ်ပဲပြောရမလားပေါ့နော်သူတို့အနေနဲ့ရခိုင်ဒေသကိုကဲတယ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီလုံချီကိုလုံးကြတာလေအခုသူတို့ထိန်းချုပ်လို့ရတဲ့နေမြေအချို့ရသွားခဲ့ပြီအဲ့ဒီနေမြေအချို့လေးတွေတောင်မှတောင်မှမှန်ကန်ကောင်းမွန်စွာနဲ့ပြည်သူတွေကိုအစဉ်ပြေမှုတွေမဆောင်ရွက်ပေးနိုင်ဘူးလားရှင့်ရခိုင်ပြည်နယ်တစ်ခုလုံးစာထဲမတွက်နိုင်အောင်နော်ကျွန်မပြောချင်တာအေးအေးတို့ထွက်မြေ့နိုင်လို့ရခိုင်ပြည်နယ်တစ်ခုလုံးအုပ်ချုပ်ပြီးလုပ်ဖို့မပြောနဲ့ အခုဒီရသွားတဲ့မြို့နယ်လေးနည်းနည်းမှာတော့မှတို့ဒီလိုမျိုးစီမံမှုတွေမလုပ်နိုင်တာဟာတို့ဟာအစိုးရလုပ်ဖို့အတွက်ရည်ချင်းမရှိဘူးဆိုတဲ့သဘောပဲရှင့်အခုတော့မှရထားတဲ့အချိန်ကြီးအချိန်ခါလေးနည်းနည်းလေးတွေကိုတော့မှလူတွေစေဝါပြည့်စုံအောင်မဖန်တီးနိုင်ဘူးအခုစေဝါတွေကမောင်တော်မှာပိတ်သွားပြီဘာကြောင့်ပိတ်လဲဘာကြောင့်ပိတ်လိုက်တာလဲအေးအေးသာအတိဆုံးဖြစ်လဲမရှင့်ပိတ်လိုက်တဲ့စေဝါတွေကဘယ်ရောက်ကြောင်းမှာလဲဘယ်ရောက်သွားဖို့အတွက်ပိတ်လိုက်တာလဲဘာကြောင့်ပိတ်လိုက်တာလဲအခွန်ပိုလိုခြင်းလို့လားအခွန်ပိုလိုခြင်းလဲတေကြရင်ပြည်သူပဲတစ်ခွာရောက်မှာ ုတ်တယ်လေအခုထိုးလိုက်ပြီဆိုရင်ဒီဈေးရဈေးတက်သွားပြီရှင်ဈေးတက်သွားလို့ရှင်အကုန်တွေရတော့အရှုံးမခံသေးကြရတယ်နော်သူတို့ဈေးတင်လိုက်မှာပဲဒါဆိုလည်းဖြစ်လေအမြင်ပြန်ပြီသူဒုက္ခရောက်ပြီလေရှင်းရှင်းလေးနော်အဲ့တော့အခုထိုးခြင်းလို့ပိတ်တယ်ဆိုလဲဤသူပဲဒုက္ခရောက်မှာသူတို့ရရခိုင်လူမျိုးပဲဒုက္ခရောက်မှာနော်ဒါမှမဟုတ်ဒီဈေးတွေကိုရခိုင်ပြည်နယ်နဲ့ပေးမဝင်ဘူးဆိုရင်ဒါရခိုင်လူမျိုးတွေအနူနီးနဲ့တောက်လိုက်ကြပဲလားဈေးလို့အနေနဲ့သူဈေးမပေးဘူးဆိုမှတော့မင်းတိတ်လိုက်တော့လို့ပြောလိုက်တာနဲ့တူတူပဲလေထုံးမျက်နှာဘာယူရကျန်းအဲ့လိုလောက်ကြလဲဆိုတော့ချက်လောက်မေးကြည့်ကြပါလားလမ်းကြုံလို့ရှင် ဒါပေမဲ့သူလို့သမျှကတော့ဘယ်ဘက်ကပတ်တူတယ်ရခိုင်ပြည်နယ်အတွက်စိုးချိုးကြီးပဲဖြစ်မှာရှင့်ကျွန်မအနေနဲ့သတင်းသုံးသပ်ချက်လေးပြောရမယ်ဆိုတော့လေရခိုင်လူမျိုးတွေဟာရခိုင်ပြည်နယ်ဟာထွတ်မြေနိုင်ရဲ့ကျေးဇူးကြောင့်နောက်ထပ်10နှစ်20လောက်ထိကိုပြည့်စည်ဆုံးရှုံးနေတဲ့ပြည်နယ်အဖြစ်နဲ့ပဲရှင်သန်နေရအောင်မထင်နဲ့ရှင့်အများပြည်နယ်ကတိုးတက်တိုးတက်သွားမယ်သူကကြံခဲ့မှာအဲ့လိုပဲစင်မြတ်တငွေငွေတငွေငွေတငွေငွေခဏနေမြမတပ်မလို့နဲ့ချလိုက်ခဏနေဘင်ဘက်ကရှိလာတဲ့အကြမ်းမတ်သမားတွေနဲ့ချလိုက် ခဏနေသူများဥစ္စာဖြစ်တာနဲ့ချနိုင်တယ်ရခိုင်ပြည်နယ်မှာအဲ့လိုပဲစစ်ကတမွေ့မွေ့ဖြစ်နေမှာပြီးတော့အခက်မတဲ့လို့ကံများဆိုးလို့ရှင်လေအင်မတန်ဟိုစိုးွားတဲ့လက်နက်တွေလာပြီးစမ်းသတ်တဲ့နေမီတော်ဖြစ်သွားနိုင်နေရှင်အဲ့လိုစမ်းသတ်တာမိမတက်မတော်လာစမ်းမှာမဟုတ်ဘူးနော်ဒီကစမ်းမဲ့လူတွေအစမ်းသက်ရှိရဲ့ရှင်ဒီကအဲ့မှာစမ်းကြလိမ့်မယ်အဲ့ဒဏ်နေခံနိုင်မှုပဲလိုတယ်အခုတော်မှရခိုင်ပြည်နယ်မှာရှိတဲ့မျိုးသမီးရဲ့ကလေးရဲ့ဘလောက်တော်ဒုက္ခကြီးနေလဲဆိုတော့နည်းနည်းလေးကိုချင်းစာပြီးကြည့်ကြည့်ပါအောင်ရှင်ရခိုင်ပြည်နယ်ဘက်ကိုချက်လှမ်းမျောကြည့်လိုက်ပါအောင် ကျွန်မလေစိတ်ကူးတွေကနေလှမ်းမျောကြည့်တာတော့ခိုင်ပြင်းနေရလေအငွက်တလူလူတက်နေပြီရှင်သိလားမကြခင်ပြာကြတော့မယ်ဒီတော့ဒါတွေအားလုံးဘယ်ကစတယ်လဲဆိုရင်ထွံ့မြက်နိုင်ဆိုတဲ့သူကပြည်နယ်ခွဲထွက်ပြီးတော့ငါတို့နိုင်ငံထူထောင်မယ်ဆိုတဲ့အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စိတ်ကူးရင်ဇလန်းကနေစတဲ့စိုးကြိုးတွေပဲရှင်ပြည်တော်စုနဲ့ပေါင်းစည်းထားတာကရခိုင်လူမျိုးအေးဇန့်နဲ့ရှင်ပြည်တော်စုကနေခွဲထွက်မယ်ဆိုရင်တော့စိုးဝါဆုတ်ပြတ်သွားတာလွယ်လို့ရှင်ဘာမှရလာမှာမဟုတ်ဘူးရှင်အဲ့ဒါသိကြပါရယ်နော်ဒီတော့ ဒီချိန်မှာတော့ရှင်အားလုံးတော့နောက်ကျသွားပါပြီပြင်လဲပြန်လဲပြင်ဆင်လို့လည်းမရတော့ပါဘူးထွက်ပြန်နိုင်ဆိုတဲ့သူကတက်ရှိထင်ရှားနေအသက်ရှိရှိနေနေတဲ့၍ရခိုင်ပြည်နယ်ကအသက်တိုနေတဲ့၍ဖြစ်မှာတော့သိကြပါပဲရှင်ဒါလေးကကျွန်မသတင်းသုံးသပ်ချက်လေးနေနဲ့ပြောပြပေးလိုက်ပါရစေတော့ရှင်